စိတ်ချမ်းသာစေသောနိလန်းကိုစနစ်တကျပေးမှာဒီလိုပေးတဲ့အပိုင်းမှာလည်းပဲဘဇုစနစ်အရာပေးမှာလဲပြောရင်ဘုရားဟောတဲ့အတိုင်းပေးမှာဘဇုဟောတဲ့အတိုင်းလဲဘုရားဟောတဲ့အတိုင်းပေးမယ်တဲ့အဲ့ဒီခေါင်းစည်းရဲ့အောက်မှာဥစဉ်ကဘာတွေကိုရှင်းပြမလဲလို့ပြောရင်စိတ်ကိုရှင်းရှင်းထားတယ်ဗါတယ်လဲနံပါတ်1ကကြတော့စိတ်ကိုရှင်းအောင်ပြုလုပ်နည်း3မျိုးတဲ့ဗါတယ်လဲ နောက်မေတ္တာစိတ်ထားယဉ်မာပွားတဲ့ဗါတယ်လေမေတ္တာစိတ်ထားယဉ်မာပွားနောက်တစ်ခုကမနာလိုစိတ်တက်မထားအံတဲ့ဗါတယ်လေမနာလိုစိတ်တက်မထားအံနောက်တစ်ခါဝန်တူစိတ်တက်မမွေးအပ်တဲ့ဗါတယ်လေနောက်တစ်ခါဝန်တူစိတ်ထား၅မျိုးတဲ့ဗာ၅မျိုးတယ်လေဝန်တူစိတ်ထား၅မျိုးတဲ့ အေးအဲ့ဒါနံပါတ်9ကတော့ဝန်တူစိတ်ဟာကြောက်စရာပဲတဲ့ဗါတယ်လေဝန်တူစိတ်ဟာကြောက်စရာပါအဲအဲ့တရားကိုနော်ဒီခုနှစ်ချက်ကိုဒီနေ့သူတော်စင်များအားရှင်းပြသွားမှာနော်ရှင်းတဲ့အပိုင်းမှာဥစဉ်ကတော့တရားဟောတဲ့အပိုင်းမှာ စာသင်ခန်းမှာစာသင်နေရတယ်ပဲတွေ့တာတို့သူတော်စင်များကိုလည်းပဲတရားနာပရိသတ်ဆိုရင်မဲ့ဥစဉ်နေနေကတော့ဘာလို့အောက်မိတ်လဲပြောရင်စာသင်ခန်းတွေကကိုကျောင်းသားများလို့သတ်မှတ်တယ် ဘာလို့သတ်မှတ်လဲသတင်ခန်းတွေကကိုเจ้าသားများပဲเจ้าသားဖြစ်တဲ့ပုဂ္ဂိုလ်ကိုသတင်ပေးရင်เจ้าသားကဒီစာကိုမှနားမလည်ဘူးရဲ့လို့ဆိုရင်အဲ့ဒီသင်ခန်းစာဒီသူ့အတွက်သုံးကြရလားသူတို့လည်းပဲအသုံးမကျဘူးသင်ပြီးတဲ့ဆရာတို့လည်းပဲဒါ waste time ဖြစ်တာနော် အချိန်ဖြုံးတာလေဘာလို့တာလဲချိန်ဖြုံးတာနောက်တော့ကဒီစာသင်ခန်းကြီးကို ဖွင့်ထားတဲ့ပုဂ္ဂိုလ်အတွက်လည်းပဲအလကားပဲ သတ္တငန်းကြီးဖွင့်ထားတဲ့ပုဂ္ဂိုလ်အလကားဖြစ်တယ်လို့တရားပွဲကြတော့တရားပွဲကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်လည်းပဲဘာဖြစ်လဲဝိစမန်းနီးဖြစ်တာနော်ငွေကိုဘာလို့ပြစ်တာလဲဖြုံးပြစ်တာသုံးပြစ်တာ ਨੇ အတူတူပဲအဲ့ဒါကြောင့်မို့ဝိစမန်းနီးလည်းပဲမဖြစ်အောင်ဝိစတိုင်းလည်းပဲမဖြစ်အောင်ဒီတရားကိုနာကြတဲ့အခါကျကြောင်းသားတစ်ယောက်ရဲ့စိတ်ဓာတ်မျိုး ਨੇ နာကြပါဘလို့နာရမလဲအေးကြောင်းသားတစ်ယောက်ရဲ့စိတ်ဓာတ် ਨੇ နာတတိတော်မစောင့်နဲ့တတိမပါဘူးဟုတ်လားနော် ော်တော်များများကတော့တတိဆိုရင် နောက်ကဘာလိုက်တုံးအဲအဲ့လိုမပါဘူးပြီးမှပဲတခါတည်းတတိသွားမှာနော်အေးအဲ့ဒါကြောင့်မို့ဒီမဲ့ကြည့်တဲ့အခါကျတော့စိတ်ကိုမိမိရဲ့စိတ်တက်လေးကိုတကယ်စစ်စစ်မှန်မှန်ချမ်းသာမှုရခြင်းနဲ့ဆိုလို့ရှိရင်ဘာလုပ်ပေးရမလဲလို့ပြောရင် စိတ်ကိုရှင်းရှင်းထားရမယ်တဲ့ဘာလုပ်ရမလဲစိတ်ကိုရှင်းရှင်းထားပါဗျာကဲစိတ်ကိုရှင်းရှင်းထား စိတ်ကိုရှင်းရှင်းထားလို့ပြောရတာဒီဘာကြောင့်လဲလို့ပြောရင်စိတ်ကမရှင်းလို့ဒိဋ္ဌိဘာလဲလဲမရှင်းပါဘူးဗျာရှင်းလားကိုယ်စိတ်ကိုပြန်မေးကြည့်ရှင်းလားမရှင်းပါဘူးမရှင်းဘူးဟုတ်လားဖះဟောတဲ့အတိုင်းဆိုတော့အန္တောဇတာဗဟိဇတာဇတာယဇတိတာပဇာလူတွေရဲ့စိတ်တဏ္ဍမှာဘာတွေဖြစ်နေကြလဲလို့ပြောရင်အန္တောဇတာအတွင်းကလည်းရှုပ်နေတာပဲတဲ့ဗဟိဇတာ အပြင်ကလည်းပဲရှုပ်နေတာပဲတဲ့လူတယောက်မှလိုက်ကြည့်လိုက်ရင် အတွင်းလည်းရှုပ်နေတယ်အပြင်လည်းပဲ ရှုပ်နေတယ်တဲ့ရှုပ်သလားမရှုပ်ဘူးလားရှုပ်ပါတယ်ရှုပ်တယ်အဲ့ဒါမျိုး ရှုပ်အောင်ဘဇူးကင်ပြီးထားလဲဘဇူးကြောင့်ရှုပ်နေကြတာလဲလို့ပြောရင်အဲ့ဒါကိုဖះကိုမေးလိုက်တဲ့အခါကျတော့နော်အဲ့ဒီရှုပ်နေတဲ့မူရင်းတရခံသည်လူကျင်တဲ့စိတ်ပဲတဲ့ပြည့်တယ်ဗါတယ်လေ ဘုရားဟောမှန်သလားမမှန်ဘူးလားမနေအန္တောဇတာပဟိဇတာဇတာယဇတိတာပဇာတန်တန်ဂောရမပု္ပ္ပာမိကောဣမံဝိဇတရေဇတံဒီလောက်ရှုပ်နေတဲ့အဲ့ဒီလူကျင်တဲ့စိတ်လေးကိုဘယ်လိုမြန်ဖယ်ဖြောက်ပြရမလဲဘယ်လိုရှင်းအောင် လုပ်ရမလဲတဲ့ဘုစုကိုမေးတာလေဖရာကိုမေးတာဘုစုကိုမေးလေဖရာ ဘုရားကိုမေးတဲ့အခါကျတော့အပြင်ရှုပ်အတွင်းရှုပ်ဖြစ်နေတာဒီမူရင်းကတော့တဏှာကြောင့်လူကျင်တဲ့စိတ်ကြောင့်ပဲတဲ့။ဘာစိတ်ကြောင့်လဲ။အဲကျတော့ဒီလူကျင်တဲ့စိတ်တွေပြင်းပြနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သည်ဟောလား။ရှင်းရှင်းထားနိုင်ရဲ့လား။မထားနိုင်ဘူး။မထားနိုင်ဘူးဟောလား။သူ့ရဲ့စိတ်လေးရှင်းရှင်းမထားနိုင်။အဲလိုရှင်းရှင်းထားမယ်ဟဲ့လို့ဆိုလို့ရှိရင်ဘယ်လိုလုံးမအောင်ဆိုဘာသာရေးလေးနဲ့လုံးမအောင် ဘလို့ထားမှလဲဘာသာရေးလေးနဲ့လှုပ်ပြီးမှဘာသာရေးလေးနဲ့ဒီစိတ်လေးကိုရှင်းရှင်းလေးဖြစ်သွားအောင်လှုပ်မယ်ဟဲ့လို့ဆိုရင်ဖခင်ကနီလန်း၃ွယ်ပေးထားတယ်ဘယ်နှွယ်ပေးထားလဲ၃ွယ်ပေးထားတယ်တကိုခြင်းတရားနဲ့စိတ်ကို ရှင်းအောင် လုပ်တဲ့ဗါတယ်လေကိုခြင်းတရားနဲ့စိတ်ကိုရှင်းအောင်လုပ်ပါ ကဲကိုကျင်တရားနဲ့စိတ်ကိုရှင်းအောင် လုပ်ပါဆိုတော့အ ਨੇ ဆုံးလူတွေမှာဘဏ္ဍပါသီလစောင့်ထင်းရ။မှန်ပါပါဗျာ။အဲ့ဒါပဲ။ငါးပါးသီလကိုအထင်မသေးလိုက်နဲ့။ဒီငါးပါးသီလလောက်သာလုံနေဟဲ့လို့ဆိုရင်လောကကြီးတကယ်ငြိမ်းချမ်းတယ်နော်။ငြိမ်းချမ်းသလားမငြိမ်းချမ်းဘူးလား။ငြိမ်းချမ်းတယ်။စစ်မှန်တဲ့ချမ်းသာကိုရနိုင်သလားမရနိုင်ဘူးလား။ရနိုင်ပါဗျာ။ရနိုင်တယ်။ဟုတ်လား။ငါးပါးသီလထဲမှာလိုက်ပြီးတော့ကြည့်ကြည့်ကိုကျင်တရားပိုင်းကိုလိုက်ကြည့်။ဖះဟောတာတွေကအကောင်းကြီးတယ်ပဲနော်။ အကောင်းဆိုတဲ့အပိုင်းမှာဒီဘုရားဘာသာကတင် ကောင်းတာမို့ကဘာမှာရှိတဲ့ပုဂ္ဂိုလ်များကပါငါးပါးသီလကိုအကောင်းစင်သွင်းထားတာဟုတ်လားလောကမှာလိုက်ကြည့်တော့ဘာသာကြီးဘယ်နှရက်ရှိလဲဘာသာကြီးထင်ရှားတဲ့ဘာသာကြီးဘယ်နှရက်ရှိလဲ၄ရက်မရှိဘူးလားရှိတယ်ဟုတ်လားနော်တို့ဘုရားဘာသာတစ်ခုတည်းတင်မဟုတ်ဘူးကဘာမှာထင်ရှားတဲ့ဘာသာတရားတွေရှိတယ်နော်ခုကဘာမှာပေါ်လာတာဆိုဘာသာတရားတွေဘာကြောင့်ပေါ်တာလဲလို့ပြောရင် လူတွေကိုနှွေးထွေးမှုပေးနိုင်အောင်လို့ပဲ။ဘာပေးနိုင်လို့လဲ။နှွေးထွေးမှုပေးနိုင်အောင်လို့ဆိုဘာသာတရားတွေပေါ်လာတယ်။ဟိန္ဒူဘာသာကမ္ဘာလောကကြီးမှာအစအဦးဆုံးပေါ်တာ။ဘယ်ဘာသာ ပေါ်လဲ။ဟိန္ဒူဘာသာပေါ်လာတယ်။ဟိန္ဒူဘာသာကလည်းပဲသူ နီးသူဟန်နဲ့ရင်းချမ်းမှုရအောင်စိတ်ချမ်းသာမှုရအောင်မပေးဘူးလား။ပေးတယ်။ဒါကသူနီးသူလန်းတိုင်း။နောက်ဟိန္ဒူဘာသာပေါ်ပြီးတဲ့နောက်မှာပေါ်လာတဲ့ဘာသာကဗုဒ္ဓဘာသာပေါ်လာတယ်။ဘယ်ဘာသာပေါ်လာလဲ။ ဗုဒ္ဓဘာသာရဲ့စီကံနိလန်းများအရာလည်းပဲလူတွေကိုစိတ်ချမ်းသာအောင်နိလန်းတွေမပေးဘူးလားပေးတယ်နောက်တစ်ခုကဗုဒ္ဓဘာသာရဲ့နောက်ပေါ်လာတာကြတော့ခရစ်စတန်ဘာသာပေါ်လာတယ်ဘယ်ဘာသာပေါ်လာလဲခရစ်စတန်ဘာသာပေါ်လာတယ်ခရစ်စတန်ဘာသာရဲ့ဘာသာရေးကောင်းဆောင်ကြဘယ်သူတည်းလဲအေးယေရှုတနည်းအားဖြင့်ပြောရင် Jesus the Christ နော်အဲ့ကြတော့သူလည်းပဲသူနီးသူလန်းအရာဘာလို့ပြီးလုံဆိုရင် ိတ်ချမ်းသာအောင်နီးလန်းနေမပေးဘူးလားပေးတယ်နောက်တကားနှစ်ပေါင်း600လောက်ကျော်တော့လောကကြီးကိုနောက်ထပ်ဘာသာတရက်တစ်ခါထက်ပြီးတော့ပေါ်လာတယ်အဲ့ဒါဘယ်ဘာသာလဲအစ္စလမ်ဘာသာတဲ့ဘယ်ဘာသာလဲအစ္စလမ်ဘာသာရဲ့အရာလည်းပဲသူလည်းပဲဘာသာကြီးကောင်းဆောင်ကမိုဟာမက်သူလည်းတော့မိုဟာမက်မိုဟာမက်ကလည်းသူနီးသူလန်းရတော့စိတ်ချမ်းသာအောင်နီးလန်းနေမပေးဘူးလား ေးတာပဲအဲ့ကြတော့မှားသလားမှန်သလားဆိုဥစဉ်တို့ပြောခွင့်ရှိလားမရှိပါဘူးမရှိဘူးဟောလာဝေဖန်ရင်တော့ဝေဖန်လို့ရပါဝေဖန်လို့မရဘူးလားလိုက်စားကြည့်လို့ရတယ်စစ်သလားမှန်သလားဆိုတော့ကိုကိုတိုင်းလိုက်စားလေ့လာပြီးတော့လက်ခံလို့ရတယ်အေးဒါပေမဲ့ကိုကဖြည့်ရှင်းတဲ့အပိုင်းမှာတော့ဥစဉ်တို့ကဘာနီလန်းတိုင်းပြေးမလဲလို့ပြောရင်ဗုဒ္ဓရဲ့နီလန်းတိုင်းဘုရားရဲ့နီလန်းလဲဗုဒ္ဓ ဲ့ဒီတည်းမှာဖျားဖြစ်တာကိုလိုက်ပြီးတော့ကြည်လိုက်ရင်ဖျားကြတော့နော်တကယ်အာထုတ်တကယ်နှစ်ပေါင်းအကြာကြီးအာထုတ်ရတာကတော့တို့ဖျားပဲနော်ကျန်တဲ့ဖျားတွေကလူသားပါလားမပါဘူးဟုတ်လားနော်ဟိန္ဒူမှာလည်းပဲလူသားဖျားမဟုတ်ဘူးဒီဘက်ကခရစ်စတန်ဘာသာမှာလည်းလူသားဖျားမဟုတ်ဘူးအစ္စလာမ်ဘာသာမှာလည်းပဲလူသားဖျားမဟုတ်ဘူးလူသားဖျားကဘယ်ဟာပဲရှိလဲဘုရားဘာသာဘုရားဘာသာပဲရှိတာအဲ့ဒါကြောင့်မို့ ဒီဗုဒ္ဓဘာသာကိုယ့်ရဲ့ဖရာရဲ့တမိုင်းလေးလေပဲဒီလောက်ကောင်းတဲ့တရားကိုဟောသွားတဲ့ဖရာရှင်ကိုရောမြတ်ရဲ့တမိုင်းကြောင့်အကျဉ်းချုပ်လေးမသိသင့်ဘူးလားသိသင့်ပါဘူးသိသင့်တယ်ဟောလားဒါဥစဉ်တော့ပွဲတိုင်းထဲတဲ့ဟာပါဟောလားနော်ဘာကြောင့်လဲပြောရင်ဥစဉ်တို့လိုက်ပြီးတော့ဟောကြည့်မြို့ပေါ်မှာတော့တော်တော်များများသိသေးတယ်နေပွဲကိုရောက်သွားတဲ့အခါနော်နေပိုင်းမှာသွားပြီးတော့တရားဟောလိုက်ရင်ဖရာရဲ့တမိုင်းအကျဉ်းချုပ်လေးကိုပြောပြလိုက်တာအလွယ်လွယ်အချော်ချော်လေးတော်တော်ဖြစ်တယ်ဟောလားနော် အဲကြောင့်လူငယ်ဖြစ်တဲ့ပုဂ္ဂိုလ်များကကိုယ့်ဘာသာရေးရဲ့တမိုင်းကြောင်းလေးကိုတော့ရှင်းရှင်းလင်းလင်းသိထားရမှာနော်။အဲကြောင့်ဘုရားရှင်ကိုရောမြတ်တည်နာမည်၃မျိုးရ။ဘယ်နှမျိုးရလဲ။၃မျိုးပါဗျာ။၃မျိုးရတယ်တဲ့။၃မျိုးဆိုတာကသူ့ရဲ့လူဘဝကနာမည် personal name ပေါ့နော်။လူဘဝကလာတဲ့နာမည်ကြတော့ဘာလို့ခေါ်လဲ။သိဒ္ဓထာတဲ့။လူဘဝကဘယ်သူလဲတော့။သိဒ္ဓထာ။သိဒ္ဓထာ။အဲ့ဒါသူ့ရဲ့နောက်တစ်ခါအနွယ်ကိုကြတော့ ဘယ်အနွယ်ကနေပြီးတော့ဗုဒ္ဓကဆင်းသက်လာတာလဲသိဒ္ဓထသည်ဘယ်အနွယ်လဲလို့ပြောရင်ဂေါတမအနွယ်ဘာအနွယ်တဲ့လဲဂေါတမအနွယ်အဲ့ဒါကြတော့မျိုးနွယ်ရဲ့နာမည်ဘာရဲ့နာမည်လဲမျိုးနွယ်ရဲ့နာမည်ပါဗျာအေးသူ့ရဲ့လူနာမည်ကသိဒ္ဓထမျိုးနွယ်ရဲ့နာမည်ကဂေါတမဖျားဖြစ်သွားလို့ဂုံပြုတ်ပြီးတော့ပြေးလိုက်တဲ့နာမည်ကဗုဒ္ဓတဲ့ဘာတဲ့လဲဗုဒ္ဓ ဗုဒ္ဓဖះဖြစ်ပြီးဂုံပြုလို့ပြီးတဲ့နာမည်ကဗုဒ္ဓဗုဒ္ဓဆိုတာကမြန်မာလူဆိုရင်တော့ဖះနောက်တစ်ခုကကြာကြာနာနာဘာသာပြန်ရင်တော့သစ္စာ၄ပါးတရားကိုသိထားပြီးတဲ့သူတဲ့ဗာတယ်လေသစ္စာ၄ပါးတရားကိုသိထားပြီးတဲ့အဲ့ဒါကိုဘာလို့ခေါ်ရလဲဗုဒ္ဓအဲ့ဒါကြာဂုံပြုသောအခြင်းပေးထားတဲ့နာမည်ဘာနာမည်လဲဗုဒ္ဓ အဲ့ကြတော့သူ့ရဲ့လူနာမည်မျိုးနွယ်နာမည်ဂုံပြုတဲ့နာမည်ဗုဒ္ဓအဲ့ဒါပြန်ရှင်းပြရရဟုတ်လားနော်အဲ့ကြတော့ဗုဒ္ဓဖြစ်လာအောင်ကြတော့တာမန်နဲ့မရတော့ဘူးအချောင်ဗုဒ္ဓဖြစ်ရလားမဟုတ်ပါဘူးအဲမဖြစ်တော့ဘူးဗုဒ္ဓဖြစ်ဖို့အဲ့ကြတော့သူ့သမိုင်းလေးနည်းနည်းသွားလိုက်ရင် သူ့ရဲ့ဖခင်နာမည်ဘယ်သူတဲ့တော့သုဒ္ဓေါရဏတာမန်အယတလာမင်းလားမင်းပါဘူးမင်းသူ့ရဲ့အမိနာမည်ကြတော့ ။ဟောမေရောမာယာဘယ်သူလဲတို့မေရောမာယာအေးမေရောမာယာတဲ့အဲကြတမေောမာယာသူကနေပီတော့မွေးဖွာလိုက်တာကကလေလေးဘယ်နှယောက်မွေးလဲတယောက်แท้မွေးတယ်အဲ့ဒီတယောက်ရဲ့နာမည်ဘယ်သူလဲတို့အဲဘယ်သူကတော့ခုနကတော့ကသုတ်ဒေါရဏနဲ့မေရောမာယာတို့ကမွေးတာက ိတ်တထားဟုတ်လားနော်အသက်ရွယ်ဘလောက်ရောက်တဲ့အခါကျတော့သူဟာအိမ်အောင်ကြသွားလဲ16နှစ်16နှစ်အရွယ်မှာအိမ်အောင်ကြသွားတယ်ဘယ်သူနဲ့အိမ်အောင်ကြလဲရတောတရာနဲ့အိမ်အောင်ကြတယ်ရတောတရာနဲ့အဲ့ဒီဖျားရှင်ဖြစ်တဲ့ဖျားလောင်သိတ်တထားနေရဘလို့မျိုးတော်လဲမောင်နှမတဝင်းခွဲဒီဘက်ကရတောတရာနဲ့ဟိုဘက်ကဒေဝရတ်နဲ့ကြတော့ဘလို့တော်လဲမောင်နှမအရင်ဟုတ်လားအရင်မတော်ဘူးလား အေးတော်ဆက်တယ်နောက်တစ်ခုကဒီရတော်ရရာတို့ဇေဝရတ်တို့ရဲ့အဖေဘယ်သူလဲတော့သုပ္ပဗုဒ္ဓတဲ့ဘယ်သူလဲလဲသုပ္ပဗုဒ္ဓအဲ့ကြတော့သုပ္ပဗုဒ္ဓရတော်ရရာဇေဝရတ်တို့သာဖသုံးယောက်နာမည်မကြီးဘူးလားနာမည်ကြီးတယ်နာမည်ကြီးတယ်တဲ့မယ်ရေမြူသွားတာဘယ်နှယောက်လဲဘယ်နှယောက်လဲနှစ်ယောက်လားသုံးယောက်လားဘယ်သူတွေမြူသွားလဲသုပ္ပ သုဗ္ဗဗုဒ္ဓမြေမြူသွားတယ်နောက်စုမြူလဲဒေဝရက်ကို မြေမြူသွားတယ်မမြူလားအဲကြောင့်သာသနာသာသနာဆိုတာနီးယုံနေတယ်မရဘူးကိုယ်စိတ်ကကောင်းမှ သာသနာနဲ့တွေ့ကြုံတတ်တာ ကိုယ်စိတ်ကဖောက်ပြန်နေတယ်မမှန်ကန်ဘူးပဲလို့ဆိုရင်ဖျားနဲ့အမျိုးတော်နေတာတောင်ဘယ်ထိရောက်သွားလဲအင်းမြေမြူပြီးတော့အဲ့ဒါအဝိသိတိရောက်ကြရတယ်အဲ့ဒါမျိုးမဖြစ်ဘူးလား ဖြစ်တယ်နော်အဲ့ဒါ16နှစ်အရွယ်မှာအိမ်အောင်ကြလိုက်တယ်ကဲကလေးလေးတယောက်ရတယ်တဲ့ကလေးလေးတယောက်ကြအသက်အရွယ်ဘယ်လောက်မှရ29နှစ်ဘယ်နှစ်နှစ်တုံး29နှစ်ကြတော့သိဒ္ဓါနဲ့ရတော်ရရာတို့ကကလေးလေးတယောက်ရတယ်နာမည်ကိုဘယ်လိုပေးထားလဲယာဟုလာလို့နာမည်ပေးဘယ်သူတဲ့တုံးယာဟုလာဘာလို့ယာဟုလို့နာမည်ပေးရတာလဲလို့ပြောရင် ရာဟုဖမ်းတယ်ဖမ်းတယ်ဆိုလို့ရှိရင်အပေါ်ကတိမ်တိုက်တွေနဲ့ဝင်ပြီးတော့ဖမ်းတာတွေမရှိဘူးလားရာဟုဖမ်းတာတွေမရှိဘူးလားရာဟုဖမ်းတယ်ဆိုလို့ချင်းကြီးကြီးလင်းလင်းရှိသေးလားမရှိတော့ဘူးအဲကြတော့ရာဟုဆိုတဲ့နာမည်တည်တကယ်တမ်းကမကောင်းဘူးမကောင်းမဲနဲ့သူ့ရဲ့သားတော်ကိုဘာလို့ရာဟုလာလို့ပေးရလဲလို့ပြောရင် သူ့ကိုနှောင်ဖွဲ့မဲ့ပုံကူပဲလို့ခံစားချက်ရှိလို့ဘာခံစားချက်ရှိလို့လဲ သူကကလေးလေးမွေးပြီလို့လာပြီးတန်တော်ဦးတင်လိုက်တဲ့အခါကျတော့စဉ်းစားတယ်။အော်ရတော်ရရာဆိုတဲ့ကျိုးတကျိုးကငါ့ကိုတုံ့နှောင်ထားပြီ။အခုကလေးလေးတယောက်မွေးလာလို့ရှင်မွေးလာတယ်လို့ပြောတယ်။ဒီကလေးလေးကသာငါ့ကိုဆက်လက်ပြီးတော့တုံ့နှောင်ထားလိုက်ရင်ဒီလောကကငါထွက်မြောက်နိုင်မှာမဟုတ်တော့ဘူးဆိုနာမည်ဘယ်လိုပေးလိုက်လဲ။ရာဟုလားသူ့ကိုဖန်ဆားမဲ့လူဗါတဲ့တော့ ဖန်းစားမဲ့လူဆိုတဲ့နာမည်တနည်းအားဖြင့်ပြောရင်သူ့ကိုယုံမထွက်နိုင်အောင်တုံးမထွက်နိုင်အောင်တုံ့နောင်မဲ့ပုဂ္ဂိုလ်ပဲဆိုတဲ့နာမည်နဲ့မပေးဘူးလားပေးပါပေးတယ်အဲ့ကြတော့တိုးထွက်တဲ့အခါကျတော့အသက်ဘယ်လောက်ရောက်သွားလဲ29နှစ်ပါဗျာ29နှစ်9နှစ်ပဲဟုတ်လားနော်တိုးထွက်တော့လေ29နှစ်ဒါလေးတပါးရတော့လေ29နှစ်တိုးထွက်ရတာကအဲ့ဒီဒါလေးမွေးလာတဲ့အတွက်ကြောင့်ကိုပြီးထိတ်လန့်သွားတာ အဲ့ဒါကြောင့်ထွက်လိုက် နော်ကဲအဲ့ကြတော့ထွက်ပြီးတော့ဗေနန်းသွားပြီးသင်္ကန်းဝဲလေဗေနန်းလေးသွားသင်္ကန်းဝဲဗေနန်းလေးရောက်သွားတယ်အနော်မာမြစ်ကမ်းမှာဗေနန်းမှာလေအနော်မာမြစ်ကမ်းမှာသွားပြီးတော့သင်္ကန်းဝဲတာဘယ်မှာဝဲအနော်မာမြစ်ကမ်းမှာသွားပြီးတော့ဝဲသူ့ကိုဘယ်သူတွေလိုက်ဖို့သန္တာ အမတ်နဲ့ကန္တက မြင်းနဲ့ဘယ်နဲ့ဘယ်လိုက်ဖို့လဲသန္နာအမတ်နဲ့ကန္တကမြင်းနဲ့အေးကန္တကအမတ်နဲ့သန္နာမြင်းလည်းဖြစ်နေဦးမယ်ဟုတ်လားဘယ်သူနဲ့ဘယ်သူတဲ့တော့သန္နာအမတ်နဲ့ကန္တကအေးမြင်းတို့နဲ့အဲ့ဒါသွားလိုက်ပြီးတော့အနော်မမြကန့်ရောက်တော့သင်္ကန်းဝစ်တယ်အဲ့ဒီနန်းနဲ့တယောက်ကပွဲချင်းပြီးသေသွားတယ်ဘယ်သူလဲလူလားမြင်းလားမြင်းပါဗျာဘယ်မြင်းသေသွားလဲ ဘာလို့တည်သွားလဲအဲသူ့ရဲ့သခင်ကသူတို့ကိုပြန်လွတ်လို့နော်အဲ့ဒီနောက်မှာနေလာတာလည်းပဲနှစ်တေကအကြာဆိုနှစ်ပေါင်းဘလောက်တည်နေခဲ့လဲသူနဲ့တူဘယ်နှစ်နေခဲ့လဲဟောဘတ်တော်ကြီးဟောလာဘလောက်လဲ29နှစ်ဘယ်နှစ်လဲ29နှစ်ပါဗျာအဲ့လိုအတူတူနေခဲ့တဲ့တန်ရောစဉ်ကြီးရှိတဲ့အခါကျအဲ့နောက်မှာပြန်လွတ်တဲ့အခါရင်ခွဲနာကြပြီးပြေးသွားတယ်ဟောလာနော် အဲ့ဒါမောင်ဆန်းကလည်းပဲဘာလို့ရလဲလို့ဆိုတော့ဒီလိုဝစ်သွားတဲ့အချိန်မှာ သူ့ရဲ့နင်းမြောက်တန်းစာတွေမရှိဘူးလားနင်းဝစ်တန်းစာတွေကိုပစိုးနဲ့ထုတ် ထုတ်ပြီးတော့အဲ့ဒီအထုပ်လေးကိုထမ်းပြီးပဲပြန်ခဲ့ရလေနန်းတော်ကိုပြန်ခဲ့ရတယ်သုဒ္ဓောနမင်းကြီးကိုသွားပြီးအကြောင်းကြားသင်ရဲ့သားဖြစ်တဲ့သိတ္တထတော်သင်ငန်းဝစ်သွားပြီဆိုတာပြန်ပြီးတော့အကြောင်းကြားရအဲ့ကြတော့မြစ်ကမ်းပါးမှာဘုသူတယောက်တည်းကျန်နေခဲ့ စေတထာကနေဝစ်လာတဲ့ယဟန်တပါးပဲကြံနေခဲ့တာဟုတ်လားတယောက်တည်းစပြီးတော့မလှုပ်ရှားဘူးလားလှုပ်ရှားပါတယ်စပြီးတော့လှုပ်ရှားတယ်ဘလောက်များအံ့ဩဖို့ကောင်းလဲဆိုတာနော်စီးစိမ်မရှိလို့သင်္ကန်းဝစ်တာဟုတ်လားမဟုတ်ပါဘူးခင်ဗျာစီးစိမ်မရှိလို့မဟုတ်ဘူးဆင်းရဲလို့မဟုတ်ဘူးဆင်းရဲလို့ဟုတ်လားမဟုတ်ပါဘူးမိဘနဲ့စိတ်ဆိုးလို့ဟုတ်လားမဟုတ်ပါဘူးမဟုတ်ဘူးဟုတ်လားဘာကြောင့်ဝစ်တာလဲပြောရင်အမှန်တရားကို ရှာဖို့အတွက် ဘာလို့လဲအမှန်တရားကိုရှာဖို့အတွက် လောကကြီးမှာပြောင်းနေတဲ့အမှန်တရားတွေရှိအဲ့ဒီအမှန်တရားတွေကလူတွေကဒုက္ခဒုက္ခမြန်မသိတော့ဘူးဒုက္ခဘာကြောင့်ဖြစ်တာလဲဆိုတာ မသိတော့ဒုက္ခကိုချုပ်ငင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ဘူးတကယ်အေးမြတဲ့နေရာဌာနဟာဘယ်လိုဟာလဲဆိုတာသိသေးလားမသိတော့ဘူးအဲ့ဒါကိုတစ္ဆာ၄ပါးလို့ခေါ်တာဘာလို့ခေါ်လဲတစ္ဆာ တစ္ဆာဆိုတာမြန်မာလိုပြောရင် အမှန်တရားဘာတရားလဲအမှန်တရားဆင်းရဲတယ်ဘာကြောင့်ဆင်းရဲတာလဲပြောရင် သမှုရိယရှိလို့တွေတာမှုတဏှာရှိလို့ဆင်းရဲတာဒီတဏှာကိုဖျက်ချလိုက်လို့ရှိရင်ညင်းအေးမှုမရဘူးလားအဲ့ဒါကိုဘာတစ္ဆာနိရောဓတစ္ဆာဘာတစ္ဆာလဲတော့ဒီတိုင်းဖျားရှိမှဆူတောင်းုံနဲ့တော့မရဘူးဘယ်လန်းကရှောက်မှရလဲပြောရင်မက္ခတစ္ဆာနဲ့ရှောက်မှဘယ်ရရှောက်ရလဲမက္ခ အဲ့ဒါကိုဘာလို့ခေါ်လဲသစ္စာ၄ပါးဘာ၄ပါးလဲတော့သစ္စာ၄ပါးပါဗျာသစ္စာ၄ပါးဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမဂ္ဂသစ္စာအဆင့်ဆင့်မသွားရဘူးလားသွားရပါတယ်ဗျာဘုရားဘာသာစနစ်ကြာသလားမကြာဘူးလားကြာတယ်ဒုက္ခဖြစ်လို့ဒုက္ခကြီးတက်လို့မရရလားမရပါဘူးဗျာသစ်ပင်တပင်ကိုဒိုးဝနေပြီးတော့အပေါ်မတက်အောင်ဒါမှမဟုတ် ဒီပြစ်ပင်တပင်ကိုတတ်ကျင်တယ်ဟဲ့လို့ဆိုရင်အကိုင်းကိုခုတ်ဖြတ်ချယုံနေတယ်အပင်သေးရလားမသေးပါဘူးဗျာ။ဘာ၄ဖြစ်လာမလဲ။အတက်တွေအညွန့်နေနဲ့ဝေလာမယ်။ဒုက္ခကိုတတ်ကျင်လို့ချင်းဒုက္ခကြီးကင်တတ်လို့မရဘူး။ဒုက္ခဘယ်ကလာတာလဲလို့စဉ်းစားမှရတာ။နော်ဘာလဲလဲ။ဒုက္ခဘယ်ကလာတာလဲဆိုတော့ဒုက္ခသည်သမှုရိယကနေလာတာ။ဘယ်ကလာလဲ။သမှုရိယကလာပါဗျာ။တမမှုတွေ့တာမှုကနေလာတာ။ တက်မတ်မှုတွေ့တာမှုရှိနေတဲ့အတွက်ကြောင့်တို့ကဟောသာသမီဆိုရင်လည်းပဲချစ်မြတ်နိုးမှုမရှိဘူးလားချစ်မြတ်နိုးတယ်သာသမီရင်ပြီးလားလို့ပြောရင်ရေးမြစ်ကြတော့လည်းပဲတခါချစ်မြတ်တာမဖြစ်ဘူးလားအေးချစ်ကြတယ်မြတ်နိုးကြပစ္စည်းလေးတစ်ခုရလာရင်လည်းပဲတက်မတ်တာ တွေ့တာတာပဲနောက်ထပ်ပစ္စည်းကိုတောင်းတမနေဘူးလားတောင်းတနေတယ်စပိန်လေးရှိရင်ဆိုင်ကလေးတောင်းတာဆိုင်ကလေးရှိလို့ရှိရင် ကားလေးတောင်းတာ အော်ဂျစ်လေးရှိလို့ရှိရင် အာဒါလေးကတော့အသိမြင့်မြင့်နဲ့ လိုက်အေးလေးဆိုရင်ကောင်းပါပဲဒီတဲ့ပို့ပြီးတော့ဟာလင်ခရိုဇာကောင်းပါပဲဆိုတစ်ဆင့်တစ်ဆင့်တက်မတ်တက်မတ်သွားလိုက်တာအတော်တက်သလားမတက်ပါဘူးမတက်ဘူးသေးတာသွားတယ်အဲ့ဒီပို့ကိုလောဘပြည့်သွားလားပြည့်ပါမပြည့်ဘူးအဲ့ဒီလောဘကို အခြေခံပြီးတော့ဒုက္ခတွေဖြစ်တယ်မဖြစ်ဘူးလားဖြစ်ပါတယ်အဲကြောင့်ဒုက္ခကိုတက်ခြင်းလို့ရှိရင်ဘုသူ့ကိုတက်မှရလဲသမုရိယကိုတက်မှတောင်းတမှုကိုတက်မှရတာဘုသူ့တက်ရလဲတောင်းတ တောင်းတမှုကိုတတ်ပေးရတယ်တောင်းတမှုကိုတတ်လိုက်လို့ရှိရင်လောဘသည်ဖြစ်တောင်းမှမြတ်မြတ်တတာပဲဖြစ်သွားတယ်နှမှုစဉ်လောဘကကျမ်းမလာဘူးလားကျမ်းလာတယ်အဲ့ဒါကြောင့်ဗုဒ္ဓဟောတဲ့စနစ်တွေသည်တဘာဝမကြောက်ဘူးလားအေးအဲ့ဒါကြောင်းကျိုးဆက်နေရမှနဲ့သွားတာဗုဒ္ဓရဲ့ဝါရသည်